ရှေးခေတ်အတိတ်နှစ်ပေါင်းများစွာတုန်းကကဘာပေါ်မှာယဉ်ကျေးမှုထုံးကခဲ့တဲ့မြို့တော်ကြီးတွေရှိခဲ့ပူပါတယ်။အဲ့ဒီအထဲကအထင်ရှားဆုံးဖြစ်ပြီးဒီကနေ့အချိန်တိုင်းအောင်ဒန်နာရီဆန်ဆန်ကျန်ရှိနေတဲ့မြို့တော်ကတော့ Atlantic မြို့တော်ကြီးပဲဖြစ်ပါတယ်။တမိုင်းနှစ်လျှောက်ပေါ်ထွက်ခဲ့ဘူးတဲ့စာအုပ်တွေရုပ်ရှင်တွေဗဇက်ရာဇဝင်တွေထဲမှာ Atlantic မြို့ကိုယဉ်ကျေးမှုနဲ့နေပညာတိတ်ကိုမြင်မာတဲ့စိတ်ကူးရင်လူမှုအတိုင်းအဝိုင်းတစ်ခုအဖြစ်သရုပ်ဖော်ခဲ့ကြပါတယ်။ကြပါပြီ။ Atlantic မြို့ဟောင်းရဲ့တည်နေရာနဲ့ကြမ်းရစ်ခဲ့တဲ့ယဉ်ကျေးမှုအထောက်အထားတွေကိုရှာဖွေသူတွေလည်းရှိခဲ့ပူပါတယ်။ဒီကနေ့ခေတ်ရှေးဟောင်းသူတေသနနယ်ပယ်မှာရေပန်းစားနေစေဖြစ်သလိုဒန်ဒါယီလာမြို့ဟောင်းကြီးအဖြစ်သတ်မှတ်ထားကြတဲ့ Atlantic မြို့ကြီးအကြောင်းကိုတိတ်ပန်နီးကြအချက်လက်တွေနဲ့အတူဒီတစ်ပတ်စန်းတော်ချိန်ရဲ့တူတာရေးရာကဏ္ဍအတွက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာ။ Atlantic မြို့ကြီးရဲ့အကြောင်းကိုအစောဆုံးတွေ့ရှိခဲ့ရတာကတော့ Greek အတွေးခေါ်ပညာရှင်ကြီး Plato ရဲ့စာပေလက်ရာနှစ်ခုမှာပဲဖြစ်ပါတယ်။ BC 360လောက်က Plato ရေးသားခဲ့တဲ့ Demarex နဲ့ Christiras ဆိုတဲ့အတွေးခေါ်ဆိုင်ရာစာပေလက်ရာနှစ်ခုမှာပျောက်ဆုံးသွားတဲ့ Atlantic မြို့ကြီးအကြောင်းပါဝင်လာခဲ့ပါတယ်။ဒီကနေ့ခေတ်လူသားတွေဟာ Atlantic မြို့ကြီးကိုတာယာလှပပြီးဖွံ့ဖြိုးတိုးတက်တဲ့နိဗ္ဗာန်ဘုံတစ်ခုအဖြစ်စိတ်ကူးရင်ဆန်းဆန်းပေါ်ကျူးနေကြပေမဲ့ Plato ရဲ့မူရင်းအပေါ်မှာတော့ ွဲလွဲချက်တွေရှိခဲ့ပါတယ်။ပလီတိုရဲ့အဆိုအရ Atlantic မြို့တော်ဟာဖွံ့ဖြိုးတိုးတက်ခဲ့တာမှန်ပေမဲ့ပြီးပြည့်စုံတဲ့လူမှုအတိုင်းအဝန်းတစ်ခုတော့မဟုတ်ဘူးလို့သိရပါတယ်။အထူးသဖြင့်ဂုံယူကြာကောင်းတဲ့ရင်ကျေးမှုတမိုင်းကြောင်းမျိုးမရှိသလိုဒီကနေ့ခေတ်လူသားတွေအားကြအတူယူရမယ်ကျင့်ဝင်တွေလည်းမရှိခဲ့ဘူးလို့ပလီတိုကဆိုပါတယ်။ရှေးနှစ်ပေါင်းများစွာကဖွံ့ဖြိုးစီမံခဲ့တဲ့ Atlantic မြို့တော်ကြီးဟာရုပ်ဝတ္ထုပိုင်းအရာဤပညာပိုင်းအရာ မြင့်မားခဲ့ပြီးချမ်းသာကြွယ်ဝမှုတွေကိုတော့ပိုင်ဆိုင်ခဲ့ပါတယ်။ဒါ့အပြင စီရင်အင်အားအရလဲတိတ်ကိုတောင်တင်းခိုင်မာခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေအဆင့်လွန်ဤပညာတွေနဲ့အင်အားကြီးမားမှုတွေကြောင့်ပဲပျက်စီးပြိုလဲခဲ့ရတယ်လို့အတွေးခေါ်ပညာရှင်ကြီးပလီတိုကသုံးသပ်ရေးသားခဲ့ပါဗျ။သူရဲ့အဆိုအရဒီကနေ့ခင်မာသာ Atlantic Mythology ဆက်လက်တည်ရှိနေမယ်ဆိုရင်ကမ္ဘာပေါ်မှာအင်အားအကြီးဆုံးနိုင်ငံဖြစ်လာပြီးကြံတဲ့နိုင်ငံတွေကိုတောင်တိမ့်သွင်းတာမျိုးကျွန့်ပြူတာမျိုးတောင်ဖြစ်နိုင်တယ်လို့သိရပါဗျ။ ွင့်ပွင့်လင်းလင်းပြောရရင်အတိတ်နှစ်ပေါင်းများစွာကကမ္ဘာပေါ်မှာ Atlantic မြို့ကြီးအမှန်တကယ်တည်ရှိခဲ့သလားဆိုတဲ့မေးခွန်းကိုဘသူကမှအတိအကျဖြေဆိုနိုင်ခြင်းမရှိသေးပါဘူး။အတွေးခေါ်ပညာရှင်ကြီး Plato ကလည်း Atlantic မြို့တကယ်ရှိမရှိကိုအတိအကျမပြောခဲ့ဘဲသူ့ရဲ့စာပေလက်ရာတွေရဲ့ဇက်ကွက်တစ်ခုအဖြစ်သာအသုံးချရေးသားသွားခဲ့တာဖြစ်ပါတယ်။ Plato ရဲ့စာပေလက်ရာတွေကလွဲပြီး Atlantic မြို့ဟောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတခြားသမိုင်းမှတ်တမ်းတွေမှာလည်းခိုင်ခိုင်လုံလုံမတွေ့ရှိခဲ့ရပါဘူး။ တနည်းအားဖြင့်တော့ Atlantic မြို့ကြီးတည်ရှိခဲ့တယ်ဆိုတော့ခိုင်လုံတဲ့တပ်တွေအထောက်အထားကိုဒီကနေ့အချိန်အထိမတွေ့ရှိရသေးပါဘူး။ဒါပေမဲ့ဒီကနေ့ခေတ်ရဲ့ရှေးဟောင်းသုတေသနပညာရှင်တချို့ကတော့ Atlantic မြို့ဟာအမှန်တကယ်တည်ရှိခဲ့တယ်လို့ယုံကြည်နေကြဆဲဖြစ်ပါတယ်။ဒီယုံကြည်မှုဟာတိပ်ပန်နီးကျစူးစမ်းရှာဖွေမှုတွေအပေါ်အခြေခံပြီးယုတ်တိရှိရှိဖြစ်တည်လာခဲ့တဲ့ဆိုရင်လည်းမမပါဘူး။ Atlantic မြို့ရကြီးနဲ့ပတ်သက်တဲ့ဒဏ္ဍာရီဆန်ဆန်မှတ်တမ်းတွေထွက်ပေါ်ခဲ့ပြီးရာစုနှစ်တွေ ကြာမြင့်လာတဲ့အချိန်မှာတော့ရဗနယ်ပယ်ပေါင်းစုံကစူဇန်လေးလာသူတွေထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့် Atlantic သမုဒ္ဒရာရဲ့ရေရောက်ကျန်းမြေမှာအဆောက်အုံတွေကြီးမားတဲ့ကြောက်တန်းကြီးတွေနဲ့မြို့ပြဒေသဖြစ်တည်ခဲ့မှုတဲ့ရင်ကျေးမှုလက်ရာတွေကိုရှာဖွေတွေ့ရှိပြီးခဲ့တဲ့နောက် Atlantic မြို့ကြီးအမှန်တကယ်တည်ရှိခဲ့မှုရဲ့ဆိုတဲ့အယူဆကလည်းပိုလို့ခိုင်မာလာခဲ့ပါတော့တယ်။တချို့ကတော့ Atlantic မြို့တော်ဆိုတာတကယ်မရှိခဲ့တဲ့စိတ်ကူးရင်မြို့တော်တစ်ခုသာဖြစ်ကြောင်း င်လယ်ရေရောက်ကျမ်းပြင်ကမြို့ပြက်ကြီးဟာမာယာရှေးဟောင်းလူမျိုးစုတွေရဲ့မြို့ဟောင်းတာဖြစ်ကြောင်းဆိုကြပါရယ်ဘလိုပဲဖြစ်ဖြစ်တက်ရှိတုတေနနာမှတ်တမ်းတွေနဲ့ကန်ဒဝင်စာပေတွေရဲ့ပေါင်းစပ်မှုနဲ့တက်တည်အထောက်အထားတွေအရာ Atlantic မြို့ဟောင်းဟာဒန်ဒာရီလာမြို့တော်တစ်ခုဆိုတာထက်ပိုအထိပ်ပဲရှိနေပြီးတမိုင်းတွေကပျောက်ဆုံးသွားတဲ့မြို့တော်တစ်ခုအဖြစ်သာမှတ်ယူရမှာဖြစ်ကြောင်းဖော်ပြလိုက်ရပါရယ်ခင်ဗျာဒီတစ်ပတ်စံတော်ချင်းရဲ့တူတာရေးရအစီအစဉ်ကိုဒီလောက်နဲ့ပဲညံသားပြပါစေခင်ဗျာနောက်တစ်ပတ်တွင်ပါလဲ 新闻热线一撇没，都家一月四千多条个实力电视被抓号码撇掉奖，实力扫描技术，被抓不配考验六十来一万来个米啊！